ားလုံးပဲမိင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်များနဲ့ဒေသနိုင်ငံရေးတမားများဤကြောထောက်နောက်ခံပေးမှုဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းမှအရာစပွက်ခိုင်းများကတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားခဲ့ဟုကိုကံပြည်သူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်ကောင်းဆောင်များနဲ့ဒေသနိုင်ငံရေးတမားများဤကြောထောက်နောက်ခံပေးမှုဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းမှာရာဇဝတ်ကိုင်းများကတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားခဲ့ကြောင်းဖန်စီခံထားရသောကိုကန့်ပြည်သူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုပါရယ်အော်တိုဘာလ15ရက်နေ့တရုတ်အစိုးရပိုင် CCTV ရုပ်သံကဖန်စီထားသောအွန်လိုင်းကြားဖြတ်နှင့်ရာဇဝတ်မှုများအတွက်တန်တရားရှိသူကိုကန့်ပြည်သူစစ်ကောင်းဆောင်ဝေဆန်းနှင့်အင်တာဗျူးကိုထုတ်လွှင့်ပြသခဲ့ပြီးရှင်းအင်တာဗျူးတွင်၎င်းကအထက်ပါအတိုင်းဝေခန့်လိုက်ခြင်းဖြစ်ပါရယ် ကိုကန့်ဒေတာတွင်ကိုကန့်ပြည်သူစစ်ကောင်းဆောင်ဟောင်းဝေမီတာစုကကျူးလွန်တော်ရာဇဝတ်မှုများမှာတပ်ဆိုင်ရာနိုင်ငံကဖွံ့ဖြိုးချက်နှင့်လုံပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းဝေမီတာစုသည်ကိုကန့်ဒေတာမှအခြားရာဇဝတ်ကိုင်းများနှင့်မတူကြောင်းဝေမီတာစုကလက်နက်ကင်တက်ကိုတိုက်ရိုက်ကိုက်ခဲ့ပြီးအခြားကိုင်းများကပြည်သူစစ်များကိုငှားရမ်းအုံပြုရကြောင်းသိရပါသည်2009ခုနှစ်တွင်မြန်မာစစ်တပ်ကတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းနှင့်ညှိနှိုင်းကာနေချောင်းစောက်တံများအဖြစ်ဖွဲ့စည်းရန်နှင့်စစ်တပ်အောက်တွင် အလုံးလုံးရန်သဘောတူညီခဲ့ကြပြီးကိုကန့်ပြည်သူစစ်အဖွဲ့ပေါ်ပေါက်လာကြောင်းသိရပါတယ်။အများအမြင်မှာသူတို့ကအစိုးရစီကအလားစာထုတ်ပြီးနေချာဆောင်ဆောင်ရှောင်ရေးလုံကြသူတွေဖြစ်ပေမဲ့နိုင်ငံရဲ့အာဏာဖွဲ့စည်းပုံကိုမိသားစု အကျိုးစီးပွားအတွက်အသုံးပြုခဲ့ကြတယ်ဟုတရုတ်အစိုးရပိုင် CCTV သတင်းဌာနကဖော်ထုတ်ထားပါတယ်။ဖန်စည်းခံဝေဆန်းကကိုကန့်မှာကျွန်တော်ကအာဏာရှိဆုံးနေချာဆောင်တက်ရဲ့ခေါင်းဆောင်တက်မှုချုပ်ပါဟုထွက်ဆိုသည်။ဖူဂျင်ပြည်နယ်ကွမ်ဇူးမရဲရရှိတအူကမူ ကိုကမ်းမဝေမီတာစုအနေဖြင့်ရာဇဝတ်မှုများကိုနိုင်ငံတော်ဤခွင့်ပြုချက်ဖြင့်လှုံ့ဆော်ခဲ့ကြောင်း CCTV အစိုးရရုပ်သံသို့ပြောကြားခဲ့သည်။ဝေမီတာစုကကနအူးတွင်လောင်းကစားနှင့်ဖြစ်တစားလုပ်ငန်းဖြင့်ငွေရှာခဲ့တော်လဲ2018ခုနှစ်တွင်အွန်လိုင်းချဖြန့်လိမ်လည်မှုတို့ဖြင့်ငွေရှာရန်ပုံစံပြောင်းလဲခဲ့သည်ဟုသိရှိရသည်။ဝေဆန်းဤတူဖြစ်သူ Chandre ကိုဝေဆန်းကဆက်ခံသူအဖြစ်ရွေးချယ်ခဲ့ပြီး Chandre မှာအ ਨੇ ဆုံးလူတက်မှုတစ်ခုကိုကျူးလွန်ခဲ့ကြောင်းသိရှိရသည်။ ဝင်စားနေမိသားစုကိုလူတက်မှုလိမ့်လည်မှုပြန်ပေးဆွဲမှုလောင်ကစားလုပ်ငန်းများလဲပတ်မှုဖြစ်တစားစီယုံမှုနဲ့မူရစေဝါရောင်းဝယ်ဖောက်ကားမှုတို့အတွက်တန်တရားရှိကြောင်းတရုတ်အစိုးရကအောက်တိုဘာလ15ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဝေဆန်းနေမိသားစုတို့၏ဒိုင်းကအနည်းဆုံးတရုတ်နိုင်ငံသား၈ဦးသေဆုံးမှုအတွက်တာဝန်ရှိကြောင်းနှင့်၎င်း၏ရာဇဝတ်မှုလှုပ်ရှားမှုများသည်ဒေါ်လာတန်ပေါင်းများစွာနှင့်ညီမျှသောအမျက်ငွေများထုတ်ယူခဲ့ကြောင်းသိရှိရသည် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းတွင်တရုတ်နိုင်ငံကကြားဖြန့် online လိမ့်လည်မှုနှင့်အခြားသောရာဇဝတ်မှုများအားနှိမ့်နှေးရန်မြန်မာအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတရုတ်နိုင်ငံသား9800ကျော်ကိုဖမ်းဆီးခဲ့သည်။အော်တိုဘာလ17ရက်နေ့တွင်တရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်လည်သော online ကြားဖြန့်လိမ့်လည်မှုအတွက်ကိုကံပြည်သူစစ်ကောင်းဆောင်ဝေးဆန်းအပါဝင်၃ဦးကိုဖူချန်းပြည်နယ်ကွမ်ဆူးမြို့တွင်လူတက်မှုအပါဝင်ရာဇဝတ်ပုံမှန်များစွာဖြင့်ထပ်မံတရားစွဲခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ကိုအခြေပြုကကြာဖြန့်ခိုင်းများထူထောင်ပြီးတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်နေခြင်း၊ရှာဇဝတ်မှုများလုံဆောင်ရန်လက်နက်ကင်တပ်ဖွဲ့များကိုအုံချခဲ့ခြင်းတို့အတွက်ဝေဆန်းအပါဝင်၃ဦးကိုတရားစွဲလိုက်ခြင်းဖြစ်ကြောင်းအစိုးရရှိနေများကထုတ်ပြန်ကြေညာခဲ့သည်။ ဖူကျန်းပြည်နယ်ကွန်ဆူးမြို့တရားရုံတွင်တရားစွဲဆိုရာတွင်အတုံပြုသည့်ပုံမှန်များမှလိမ်လည်မှုရည်ရွယ်ချက်ရှိရှိလူတက်မှုတရားမဝင်နေဆက်ဖြတ်ကြော်မှုများစီစဉ်မှုနှင့်ငွေညှင်းမှုတို့ပါဝင်သည်ဟုအစိုးရရှိနေများကပြောကြားခဲ့ပြီးတရားစွဲခံလိုက်ရသောဝေစံခဝေဝိုင်ရန်မှစစ်တလအောက်ခံကူးခတ်နေကြဆောင်တက်ရင်1006ဥက္ကဋ္ဌဖြစ်သည်စက်တင်ဘာလ29ရက်နေ့ဇီကျန်းပြည်နယ်ရှိတရားရုံကကူးခတ်ဒေသမှာညှောက်ချမ်းဤမိသားစုဝင်များကိုပထမဆုံးအကြိမ်အဖြစ်စီရင်ချက်ချမှတ်ခဲ့ပြီး ညီလျှောက်ချမ်းဤသားဖြစ်သူမင်ဂရုပင် မောင်မြင်လျှောက်ဖြင့်ညီမလေးတီရိမောင် ဝေကော်ချန်ဟူဟုံမင်ဟူစိန်လုံးဖူရွေဖင်အပါဝင်စတက်ဦးတို့ကိုတည်တံ့ချမှတ်ခဲ့သည်ရန်ကျင်းရှိဖူချိန်စစ်အပါဝင်၅ဦးကိုဆိုင်းငံ့နှစ်နှစ်တည်တံ့ချမှတ်လိုက်ကြောင်းလော်ကျန်ကျန်ဂျိုးစင်အပါဝင်စတက်ဦးကိုထောင်နဲ့တက်တက်ချမှတ်လိုက်ကြောင်း ဖီဝေကျင်ကျန်းကြည်အပါဝင်စနက်ဦးကိုထောင်တန်းကားနဲ့မှ24နှစ်အထိတပ်မတ်ထောင်တန်းအသီးသီးကို၎င်းငွေတန်ပိုင်ဆိုင်မှုပစ္စည်းများသိမ်းယူခြင်းဖီနီတန်ပေးခြင်းပြစ်ဒဏ်များကိုချမှတ်ခဲ့သည်တရုတ်နိုင်ငံစီချန်းအရှေ့ပိုင်းခရိုင်တွင်ကြားဖြန့်ငွေလေလေမှုအပါဝင်ပြမှုကျူးလွန်သူတရခန်39ဦးကိုစွဲချက်တင်ခဲ့ပြီး၎င်းတို့အနက်16ဦးမှာမြန်မာနိုင်ငံသားများဖြစ်ပြီး၎င်းတို့ကိုလူသက်မှုလိမ်လည်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်းကစားမှုနှင့်ပြည်ထောင်စုမူရစီဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင် ပြစ်မှုများဖြင့်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံနယ်နိမိတ်ပြင်ပကိုကန်ဒေတာတွင် ဖြစ်ပွားခဲ့သောရာဇဝတ်မှုများဖြစ်တော်လည်းတရုတ်နိုင်ငံသားများ၏ကိုယ်ပိုင်ခွင့်ရေးများကိုချိုးဖောက်ခြင်းကြောင့်တရုတ်အနာပိုင်များကရင်းအမှုကိုစီစစ်ပိုင်ခွင့်ရှိသည်ဟုဆိုကာတရုတ်အစိုးရကဖမ်းဆီးအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းတွင်ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းဒေသမှာကြာဖြတ် online ငွေလိမ့်လည်ခိုင်းဤအဓိကတရားခံဖြစ်သောစစ်တပ်ကကိုကန့်ပြည်သူစစ်ကောင်းဆောင်ပယ်ဆောက်ချင်းပယ်ရင်ဆန် ပင်ဆောက်ချေအီတောင်ဝေဆန်းခါဝေဝိုင်ရန်နေချောင်းဆောင်တက်ရင်တထောင်ချဥက္ကတောင်ရှိုးအားပေါက်ခရှုချိန်ရှန်ဖူလီလိုက်လုပ်ငန်းစုတတိရှုချိန်မောင်ရွှေလောက်ဖားတို့ကိုအခြားအရေးကြီးတရက်ခန့်၄ဦးစုစုပေါင်း၁၀ဦးတို့ကိုနေပြည်တော်လေးစိတ်မှတဆင့်တရုတ်ထံသို့လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်လာရှိုးမျိုးအား MNDAA အဖွဲ့သိမ်းပိုက်ဆင်က ဖမ်းဆီးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်39ဦးနှင့်ရဲတပ်ဖွဲ့ဝင်6ဦးကို MNDAA အဖွဲ့ကရှမနီအော်တိုဘားလ14ရက်၌စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်ခြံမှသိရပါသည်။ရှင်းစစ်ကောင်စီတုံ့ပန်းများတွင်အရာရှိဗိုလ်မှူးအဆင့်3ဦးနှင့်အခြားအဆင့်တွင်အရာခံအချက်ကြီး7တက်ဦး၊တကဒုတက8ဦး၊တတာ9ဦး၊တတာသည့်6ဦးစုစုပေါင်း38ဦးဖြစ်ကြောင်းသိရပါသည်။အခြားတုံ့ပန်းများမှရဲအဖွဲ့ဝင်6ဦးနှင့်စစ်မှုထမ်းဟောင်း2ဦးတို့ဖြစ်ကြောင်းသိရပါသည်။ စစ်တုံးပန်းများမှာအရာရှိအဆင့်ပုံမှုကြော်စီရာခလာယာ289စကခ74ပုံမှုမြင့်စော်ဦးထပါယ829မြင်းဆောင်မပါခံပုံမှုအောင်မြင့်သူစတယတခွင်စကခတင်အရာကံတက်ချက်ကြီးအဆင့်တွေအရာကံပုံအောင်မြင့်ထပါယ626ခမာယာဒုတိယအရာကံပုံကြော်ကြော်တစတာလေးမြင်းဆောင်ခမခတစတာလေးမြင်းဆောင်ရမခဒုတိယအရာကံပုံကြော်အီ စခတ်တဆက်တင်တက်ကြကြီးဆရေအောင်မြင့်ခိုင်တဆာယကိုမြင့်ဆောင်တရားတက်ကြကြီးဆရေဝင်းထုတ်ဦးဝါတယတင်မြင့်ဆောင်ရှာမခံတက်ကြကြီးမင်းစော်ထွန်းထပါယ969မြင့်ဆောင်ရှာမခံတက်ကြကြီးကျော်ကျော်ခမယ331မြင့်ဆောင်စခတ်တဆက်ရှင်တက်ကြကြီးအောင်မင်းခမယ323မြင့်ဆောင်တမဟဆက်ချောင်းတက်ကြကြီးတင်ဦးခလယ49မြင့်ဆောင်စကခဆက်လီတက်ကြကြီးကြာနေအောင် ခလာရ33နဲ့တက်ကြက်ကြီးဆန်လင်းခမာရ908တို့ဖြစ်ပါတယ်တက်ကြက်နဲ့ဒူးတက်ကြက်အဆင့်တွေခမာရ908တက်ကြက်တင်မောင်အေခမာရ905စကခတ်တင်တက်ကြက်ကျော်ဝင်းထွန်းခမာရ418တမဟ69တက်ကြက်ဘူယူစာတရခွဲ74စကခတ်74တက်ကြက်ထွန်းအေတာခရ3ဒုတိယတက်ကြက်ပိုင်စိုးဦးခမာရ323 ရှာမခဒုတိယတက်ချက်စောမြင်စခတစတင်ဒုတိယတက်ချက်တန်ဝင်းအောင်စာအာရ932ဒုတိယတက်ချက်အောင်ဟန်အာစာရ9တို့ဖြစ်ပါတယ်တတအဆင့်တွင်တတမြင့်ကြီးစာနာခ240နှင့်တတခေါင်ထောင်ခလာရ60ရှင်တတကျော်ဦးဝါတရတင့်မြင့်ဆောင် ခမာယတတတန့်စော်ဦးခမာယ18စကခတေတတစော်နိုင်ဝင်းတထပနှင့် တတအံပခရဆူခမယ331စကခဆက်ရှင်တတကြော့တန်ခလာယ23တတညညီလဲမောင်စခတ71တတတင်စီယာထွန်ခလာယ3တို့ဖြစ်ပါတယ်တင်းနန်းတက်စဲတတတင်များတွင်တတတိအကျော်စင်လက်စခတ71မြင်းဆောင်ရှာမခတတတိမျိုးဝင်ထွန်စခတ71မြင်းဆောင် ရှာမခတတတိချန်တန်ဝေယံဖြူစခတ71မြင်းဆောင်ရှာမခတတတိကောင်းထက်တွင် စက္ခတ္တ7မြန်ဆောင်ရမကတတသစ်ချစ်ဖူစက္ခတ္တ7မြန်ဆောင်ရမကတတသစ်တက်ဝေအောင်စက္ခတ္တ7မြန်ဆောင်ရမကတို့ဖြစ်ပါတယ်ရဲဖွဲ့ဝင်၃ဘက်များမှရဲတက်ချက်ကြီးလွန်ထန်အမတ်နှင့်လာရှိုရဲတက်ချက်ကြီးတတ်နိုင်လေးချောင်းရဲလာရှိုရဲတက်ချက်ကြီးကျော်စုဒူရပါယလာရှိုရဲတက်ချက်ကြီးရွှေထန်တိတ်နီရဲရဲတက်ချက်ကြီးစောစောချိုတိတ်နီရဲရဲတက်ချက်ဝင်းအောင်ရင်ထိန်လာရှိုတို့ဖြစ်ပြီး စစ်သားဟောင်းများနေပြန်ပုံတက်ချက်ကြီးဟဲထောင်ခလာရ41စစ်မှုရန်ဟောင်းနှင့်ဘူကြီးစော်လွင်ခလာရ68စစ်မှုရန်ဟောင်းတို့ဖြစ်ကြောင်းသိရပါသည်၎င်းတို့သည်လာရှိုးမြို့ကို MNDAA အဖွဲ့တိုက်ခိုက်စဉ်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးဖမ်းဆီးခံရရသည့်မှာတနစ်ကျော်အကြာတွင်ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည် MDAA အဖွဲ့ကလာရှိုးမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ3ရက်ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့ April 22ရက်တွင် DOEPR ကြောင့်စစ်ကောင်စီတို့ပြန်လည်ပြီးအပ်လိုက်ရသည်ယခုအချိန်အထိ MDAA ကဖမ်းဆီးရမိထားသည့်စစ်တုံးပန်းများများပြားစွာကျန်ရှိနေတဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်ဆလပီဟာခါမျိုးမရဲစခန်းကိုစီးနင်းပြီးနောက်အကျဉ်းသားတွေကို CNF ကဲထုတ် အကျဉ်းသားတွေလွတ်မြောက်ပြီးအထိနာတဲ့စစ်အုပ်စုကဟာခါမျိုးပေါ်ကိုလက်နက်ကြီးတွေဇက်တိုက်ပစ်ခတ်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်မြို့တော်ဟာခါမျိုးရဲစခန်းကို အောက်တိုဘာ16ရက်ဒီနေ့မနက်၃နာရီမှာချင်းမျိုးသားတပ်ဦး CNA CNF ဦးဆောင်တဲ့ချင်းတော်လှန်ရေးတပ်တွေကစီးနှင်ပြီးအကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းအမျိုးသားတပ်ဦးရဲ့ကြော်ရေးဆိုခွင့်ရှိသူဆက်လိုင်းထက်နေကပြောပါတယ်။ ကဲထုတ်နိုင်တဲ့အကျဉ်းသား15ဦးထဲမှာချင်းမျိုးသားတက်ဦး CNA CNF ရဲ့တပ်ဖွဲ့ဝင်တွေဟာခါ CDF တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေပါဝင်ပြီးသူတို့ကိုလုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့စလိုင်းထက်နီကပြောပါတယ်။အဓိကတော့အကျဉ်းသားကဲဖို့ဖြစ်တာပေါ့။အဲ့ဒီမှာအကျဉ်းသားဒေသန္တရတပ်ဖွဲ့ဝင်တွေပြည်သူတွေနဲ့အလုံးစုစုပေါင်း15ဦးခန့်ကဲတင်နိုင်ခဲ့တယ်။အကျဉ်းသား15ယောက်နဲ့အတူအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်။ ဟာခါမျိုးမရဲစခန်းကိုစီးနီးရမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစေုပ်စုတပ်သား၅ဦးသေဆုံးခဲ့တယ်လို့ဒဏ်ရာရသူအများအပြားရှိခဲ့ပြီးတော်လိုင်းရေးအင်အားစုတွေကအထူးကမ်းရှိစုခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိချိန်မှာတော့စေုပ်စုတပ်တွေဟာဟာခါမျိုးပေါ်ကနေ60မမတွေနဲ့တော်လိုင်းရေးအင်အားစုတွေခိုးအောင်မဲ့ထင်းတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့စလိုင်းထက်နေကပြောပါတယ်။ ချင်းပြည်နယ်ဟာခါမျိုးအကျဉ်စခန်းကိုတော့ချင်းတော်လည်ရေးအင်အားစုတွေကပြီးခဲ့တဲ့နှစ်2024ခုနှစ်ဇူလိုင်20ရက်နေ့အတွင်းမှာစီးနှင်းတိုက်ခိုက်ခဲ့ပြီးတော့အကျဉ်သားနဲ့အချုပ်သား62ဦးကိုကယ်ထုတ်ထားပါသေးတယ်။ချင်းပြည်နယ်အတွင်းမှာတော့စစ်အုပ်စုစုမှုထိန်ချုပ်ထားဆဲဖြစ်တဲ့ဟာခါ၊ထန်တလန်၊တီတိန်၊ခိုင်ကန်၊မြို့လေးမြို့သားကျန်ရှိပြီးတော့ကျန်မြို့နယ်တွေကိုတော့တော်လည်ရေးအင်အားစုတွေကထိန်ချုပ်ထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။